။နောက်ထပ်အော်တိုဘာလ17ရက်နေ့စနေနေ့အတွက်နောက်ဆုံးရမူလေဝသခန့်မှန်းချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။မင်္ဂလာပင်နယ်အော်မှာဖြစ်ပေါ်နေတဲ့လေပွေလိုင်းကြောင့်မုတ်တုံဆုံးခွာမှုနှောက်နေနေပြီးမြန်မာနိုင်ငံတောက်ပိုင်းဒေသချုံမှာမိုးပုမိုရွာသွန်းလိုက်တဲ့အခြေအနေဖြစ်ပေါ်နေပါတယ်။မနေ့ကအတွက်မိုးရွာသွန်းမှုအခြေအနေကတော့တနင်္သာရီတိုင်းမှာနေရာအနှံ့မိုးရွာနိုင်ပြီးရှမ်းပြည်မြောက်ပိုင်း၊ကရင်မွန်းရန်ကုန်တိုင်း၊အေရဝတီတိုင်း၊မန္တလေးတိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာနေရာစစ်စစ်မိုးရွာနိုင်ပါတယ်။ ရခိုင်ချင်းကချင်းရှမ်းရှိပိုင်းနဲ့တောက်ပိုင်းကရင်ပြည်ပဲခူးတိုင်းနဲ့စကိုင်းတိုင်းထပ်ပိုင်းတို့မှာနေရာကျကျမူရနိုင်ပါရဲ့ရှင်။ဒေသအလိုက်အထူးခန့်မှန်းချက်တွေအနေနဲ့ကတော့ရွှေကူဗမော်မိုးမောက်မော်လိုက်ကလေးဟာခါနဲ့ဖလန်းမျိုးတွေမှာမိုးနှင်းငယ်ကနေမိုးတင်တင်ရွာနိုင်ပါတယ်။ကနေကဝေးရေလောက်တာဦးကြီးတွေနဲ့ပင်လယ်ပင်ခီးသွားတွေအတွက်ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တောက်ပိုင်းတို့မှာမုတ်တုံလေအားနေငယ်ကနေအာသင်တင်ရှိနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာတော့မုတ်တုံလေအားနေနေပါတယ် မြမပင်လေပြင်မှာတော့ lining ကြီးကနေ lining တင်ရှိနိုင်ပြီး ply မြဟာ၄ပြီကနေ9ပြီခန့်ရှိနိုင်ကြောင်းအသိပေးလိုပါရဲ့ရှင်။ ဘင်္ဂလားပင်လယ်အော်အတွင်းမှာဖြစ်ပေါ်နေတဲ့လေဝေလိုင်းဟာလည်းအော်တိုဘလာ15ရက်နေ့တည်ရှိနေနိုင်တာကြောင့်အနောက်တောင်ဘက်သို့လေဆုပ်ခွာမှုဟာမူလခန့်မှန်ထားတာထက်နောက်ကျနေပါတယ်။မူလဝတ္တပညာရှင်ဦးဝင်းနိုင်ရဲ့တုံ့သက်ချက်အရအနောက်တောင်ဘက်သို့လေဟာမြမကန်ယူတန်းနဲ့အလဲပိုင်းဒေသတွေမှာ အော်တိုဘလာ24ရက်နေ့ကနေ31ရက်နေ့အတွင်းဆုပ်ခွာပြီးမြမနိုင်ငံအရှေ့မြောက်ပိုင်းနဲ့တောက်ထူထက်တဲ့ဒေသတွေမှာ အော်တိုဘလာ24ရက်နေ့ကနေ31ရက်နေ့အတွင်းဆုပ်ခွာသွားမယ်လို့သိရပါတယ်။ လာမယ့်တစ်ပတ်အတွင်းရှမ်းပြည်မြောက်ပိုင်းကချင်နဲ့စကိုင်းတိုင်းထပ်ပိုင်းတို့မှာမိုးရသုံးမှုတွေတိတိကျကျရွံ့နေသွားတော့မှာပဲဖြစ်ပါတယ်။မုံနဲ့တနင်္သာရီတိုင်းတို့မှာတော့နောက်တစ်ရက်တွင်မိုးရိပ်ကြိမ်တစ်လက်မခန့်ရွာနိုင်ပြီးတစ်ပတ်တွင်မိုးရိပ်ကြိမ်9လက်မခန့်ထိရှိနိုင်ပါတယ်။မိုးလေဝသဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေရကြောင့် Smart CG Platform ရဲ့နောက်ဆုံးရမိုးလေဝသခန့်မှန်းချက်တွေကိုဆက်လက်စောင့်ကြည့်ပေးကြဖို့မြေတားရက်ခန့်လိုပါရဲ့ရှင်။